ဟယ်လိုကြည့်ရတဲ့ BB Family မိသားစုအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ရက်နေ့လယ်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူတိုင်းမှာကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးနေ့လယ်မှာတက်လာတဲ့သတင်းလေးတွေကျွန်တော်ရေစဖတ်ပြပေးပါမယ်နော် ကဲပထမဆုံးသတင်းတစ်ပုဒ်ကတော့ကမ်ဘလူမှာပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်၁၀ဦးကပြူစောတိရင်မောင်းကိုတိုက်ခတ်တပ်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်เนาะအဲ့တော့သခိုင်းတိုင်းကမ်ဘလူမျိုးနဲ့ဂျမ်ဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်၁၀ဦးကိုအမှတ်6006တင့်ကားတိုက်ရင်တော့ကားဖြစ်ပို့ဆောင်တဲ့အချိန်မှာပဲအဆိုပါလူငယ်၁၀ဦးကပြူစောတိရင်မောင်းကိုဝိုင်းဝန်းတိုက်ခတ်တပ်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းကမ်ဘလူကအမှတ် 3PDF တိုင်ထောက်လိုင်းတာဝန်ခံကသတင်းပို့ထားတယ်လို့သိရပါတယ်ခင်ဗျာကဲ လူငယ်တွေဒါမျိုးဖြစ်နေရမှာเนาะအဲ့တော့ဒီလိုမျိုးကိုလွတ်လွတ်နိုင်တယ်လို့ထင်နေနေရမှာထွက်ပြေးဖို့လိုပါပြီเนาะဒီ၁၀ယောက်ကတော့တော်တော်လေးကိုဉာဏ်ပညာရှိပြီးတော့เนาะထွက်ပြေးလို့မြောက်သွားတဲ့အနေထားတွေ့ပါเนาะ နောက်ထပ်သတင်းဘုတ်ကတော့လောင်းလုံမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သား၈ကောင်မျိုးစားဖြစ်ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရတယ်။ဒေါ်ဝကင်ရိုင်းလောင်းလုံမျိုးတွေကကြေးရွာတွေမှာစစ်ကြောင်းထိုးနေတဲ့အချမ်းဘတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၈ကောင်မျိုးစားဖြစ်ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းပေးပို့ထားပါတယ်။စစ်ကော်မရှင်တပ်ကလောင်းလုံမျိုးတွေမောင်းမကန်ကြေးရွာဘက်ကနေကရင်ကြီးရွာဘက်ကိုအင်အား80ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့အချိန်အောက်တိုဘာ21ရက်မှာတစ်ကြိမ်၊22ရက်မှာတစ်ကြိမ်တော်လိုင်းရေးတွေကဒါပဲတိုက်ခိုက်ခဲ့တာကြောင့်နံပါတ်2တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်နော်။အဲ့တော့အဲ့ဒီမှာဆိုရင်အချမ်းဘတ်စစ်ကောင်စီ၈ကော င်မျိုးစားဖြစ်သွားတဲ့သတင်းပဲဖြစ်ပါတယ်။နေရာတိုင်းမှာတော့အလိုပဲတော်တော်တစ်ဖက်ဆော့နေတာဖြစ်ပါတယ်နော်။ကြည့်နောက်ထပ်သတင်းတစ်ပုဒ်ကလည်း Chamber Sector နဲ့ TLN တွေပြည့်ရလိုက်မှုအပြင်းစုရဲ့နာကျင်ဖြစ်ပြီးတော်လိုင်းရေးမှာအမြင့်ပြန်တဲ့ရင်လိုချင်တာလက်ရခူးဆွရန်အတွက်ဖြစ်တယ်ဆိုတော့ကိုဘိုးချုပ်တော်ဘုတာဘုံကျော်ကရှင်းပြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့အခုချိန်မှာဆိုရင်ဘိုးချုပ်တာဘုံကျော်ပေါ့နော် TLL ရဲ့ဘိုးချုပ်တာဘုံကျော်ကိုယ်တိုင်ထွက်ပြီးရှင်းတဲ့အနေထားဖြစ်ပါတယ်အခုလိုမျိုးနောက်ဆုတ်လိုက်တဲ့အနေထားကတော်လိုင်းရေးမှာအမြင့်ဆုံး တကယ်ပေါ့နော်ကျမင်းအောင်လိုင်ရဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေဒီအမြင့်ဆုံးကျွန်တော်တိုက်ခိုက်ဖို့ပြင်ဆင်ထားတဲ့အချိန်ရှိတယ်ပေါ့နော်အားနဲ့ပတ်သက်ပြီးတော့သူနောက်ဆုတ်လိုက်တဲ့အနေထားဖြစ်ပါတယ်ဆိုပြီးမှပြည်သူရှင်းပြထားဖြစ်ပါတယ်အဲ့တော့အပြည့်အချင်းဆုံးပြချက်ပြင်းထန်မြန်ဆန်လို့ပောက်ကွဲခံစားမှုတွေအတွက်နားလည်ပါတယ်တဲ့ငါမျိုးချစ်ရဲဘော်တွေနဲ့ຫນွေဦးရဲဘော်တို့ရေးတယ်1990ကာလအပြည့်ရဲ့ကစားကြတာမိဖက်တွေကိုယ်နေတဲ့ကနေတမတ်ရဲ့အတွင်ထွက်ခဲ့ရတဲ့ကစားကွင်းမျိုးစပန်နိုနဲ့ဆွေမျိုးအစီရစ်တဲ့ကာလမျိုးဒီနေ့ငါတို့ခင်မှာမရှိတော့ဘူးလေတဲ့လေဘုံးချဲတန်ငါတို့တွေအတူခံနေကြရတာပဲဒရုံးမိုးရွာ တယ်ငါတို့အတူခံကြရတယ်ဘာမစလုံးရဲတယ်ဆိုရင်သူရဲ့ငန်ကြီးကြီးငင်းချမ်းကြီးနဲ့ရွေးကောက်ပွဲကိုငါတို့ကဘာနှစ်ပဲနဲ့ဖွင့်စရာလိုပါလေတဲ့ဒီကစားပွဲမှာနားချိန်တန်လို့နားတာဖိအားများလို့နားတာအပြင်းစုဖို့နားတာစမတ်ကြတဲ့ခေကြီးမှာငါတို့တော်လန်ကြတာအားလုံးကအမြင့်ကိုပြန်တက်ငါတို့လိုချင်တာရယူစုခုဝဲလီဆိုပြီးမှဘုချုပ်တောင်ပေါင်းကျော်ကဒီသူရဲ့လူမှုကွန်ရက်မှာစာရေးထားလို့သိရပါတော့နော်အဲ့တော့ဒါကတော့ဘုချုပ်ကိုယ်တိုင်ရှင်းနေဆိုရင်တော့ဒါကတော့ တချက်နားထောင်ကြည့်ရအောင်ပေါ့နော်အဲ့တော့ဘလိုပဲပြောပြောတကယ်ပဲအနားယူပြီးမှပြန်လဲတိုက်ခိုက်တဲ့ခါကျရင်ပြန်လဲဥဆောင်နိုင်ပါစေလို့လည်းတကယ်နေဥစုတောင်းပြပါရနော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဘကိုးတိုင်းပေါက်တိုင်မျိုးတွေဝဲကြီးဆယ်ဂိတ်မှာချမ်ပစစ်သားများဖမ်းဆီးလိုက်ဆက်ခဲ့သောပြည်သူလူကိုဒဏ်ရာများဖြင့်တော်ရဲတွေတင်းဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်းဒေသခံပြည်သူတွေကသတင်းပို့ထားပါတယ်။အဲ့တော့ချမ်ပစစ်ကောင်စီကဒီဝဲကြီးဆယ်ဂိတ်ကိုမိုင်းဆွဲတဲ့နေ့ကသူတို့ဆယ်ဂိတ်မှာစစ်ခွေးတွေအကြောင်းပဲဖမ်းဆီးထားတာ။အဲ့လိုဖမ်းဆီးထားပြီးတော့စစ်ခွေးတွေဝိုင်းဝန်းနှိပ်စက်တာအဲ့နှိပ်စက်ထားတဲ့ဒဏ်ဒီမခံနိုင်လို့သူကဂိတ်ကနေထွက်ပြေးလာတာသူ့အလောင်းကိုတောဆက်မှတွေ့ရတာကတော့မနေ့ကမှတွေ့တာစစ်ခွေးတွေနှိပ်စက်ထားတဲ့ဒဏ်ရာကြောင့်ပဲတင်းဆုံးတာကြောဘက်တွေရင်ဘက်တွေမှာဒဏ်ရာတွေညှို့ပေးနေတာပဲလို့ဒေသခံပြည်သူကပြောပါတယ်နော်။အဲ့ ော့ဂျမစစ်ကောင်စီကခုလိုမျိုး gate တွေမှာဖမ်းပြီးမှတက်ချင်တိုင်းတက်နေတဲ့အနေအထားတွေဖြစ်ပါတော့။ကဲနောက်တဲ့သတင်းတစ်ပုဒ်ကတော့တပတ်တစနစ်ကပြပိုးတဲ့လက်နက်ခဲရင်ညရှိတယ်လို့ Cobra စစ်စင်ရေမှုပုံမှုတာဘောကနောက်ပြန်ပြောကြားလိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့မနေ့ကတင်းဆဲရမိတယ်လက်နက်တွေများတော့လို့ပုံတာဘောလှောင်နေတာဗောနော်အဲ့ဒါပတ်သက်ပြီးသူ့ရဲ့ဖီလူးတစ်ချက်လောက်ကြည့်ကြည့်အောင်နော်ဟာဗျ

ကဲဒါကတော့ဗောနော်မနေ့က 6K ကမှာတိုက်ပွဲမှာအချက်မဲ့စစ်ကောင်စီတပ်ဖွဲ့တွေစီကနေရတယ်လက်နက်ခဲလို့ဖြစ်ပါနော်မနေ့ပါဘူးအတံမိုးတွေတွေ့ကြည့်ဆိုတော်တော်များပါဗောနော်အဲ့တော့မင်းအောင်လိုင်ကတေးကြတယ်တိုက်ပွဲဘန်နာဖေခုထိုင်မှာဗောနော်စစ်တိုက်နေတာဒါအပြင်တိုက်ပွဲဘန်နာတွေကိုဒီနေရာမှာပဲဗောနော်ပြည်သူကိုပြည်သူချင်းတက်ဖို့နေရာမှာပဲသုံးနေတယ်ဆိုတော့တေးကြပါနော်ဒါတော့မှဒီအဖွဲ့လေးတစ်ဖွဲ့ကနေတေးစီရမယ်လက်နက်တွေပဲရှိတယ်နော်ကဲကျွန်တော်နောက်ထပ်ကဲကျွန်တော်နောက်ထပ်နောက်ထပ်မှာတရင်ကတော့ဥချုပ်ပြောထားတဲ့တရင်နောက်ထပ်ကြည့်လာနော်မတရားအသိအပင် လုံမဲ့အတူရောင်ရွေးကောက်ပွဲစဉ်းစားကြည့်နော်ကျွန်တော်ဥရောပမပြောဘူးဒီတကဘာလုံးမပြောဘူးအာဆီယံမှာပြောလိုက်တယ်ဒါကျွန်တော်တို့ကအာဆီယံဟိုဘောအရှိတောင်အရှအထဲမှာပါတဲ့နိုင်ငံတော့ကျွန်တော်တို့မှာလူရအသွင်းမခံရဘူးအာနိုင်ငံကောင်းဆောင်မကောင်းဘူးနိုင်ငံကောင်းဆောင်ဆော့သွုံးမကြဘူးကျွန်တော် ပါလူရအသွင်းမခံရဘူးကြာ။ဘာကြောင့်လဲဆိုရင်အခုဆိုကြအာဆီယံကတရားဝင်ထုတ်ပြန်လာပြီ။ဒီဖက်စစ်အာဏာရှင်တွေရဲ့အကြမ်းဖက်လုပ်ရတွေကြောင့်ဒီကလေးအာဆီယံကတော့ဒီအာဏာရှင်တွေအတူရောင်လုံးအဲဒီအတူရောင်လုံးမဲ့ရွေးကောက်ပွဲမှာလက်မခံဘူး။စောက်ကြည့်လိလာရေးအဖွဲ့တော်မလုပ်ဘူးဗျာ။ ဘလောက်တိကျွန်တော်တို့နိုင်ကျွန်တော်တို့နိုင်ငံမှာမတရားမှုတွေအကြမ်းဖက်လူတပ်မှုတွေအာနာရှင်ကကြီးစိုးနေတယ်လဲဆိုရင်အာဆီယံတော့လက်မခံဘူးဗျအဲ့တော့ကျွန်တော်ဆိုလိုချင်တာကလက်မခံတဲ့အပြင်ကိုစောက်ရှက်ကိုဝဲဝဲကွဲတာနော် ဒီအာနာရှင်ကြောင့်ကျွန်တော်တို့နိုင်ငံဝက်ဝက်ကွယ်ဆောက်ရက်ကွယ်တယ်။ဘာကြောင့်ကျွန်တော်အဲ့လိုပြောရလဲ။အခုလာမယ့်2026မှာကျွန်တော်တို့နိုင်ငံဒီအာဆီယံကိုဥဆောင်ပြီးတော့တွားရမယ့်အနေအထားတစ်ခုမှာတေချာနားထောင်တော့ဟိုခွေးမသားအယုတ်ကိုက်တအုပ်စုကော 后年嘞，宝马二十个，没有最强那场，那是阿西亚马。我唱那首小诗，尼玛那伢伢，搞么英国哟，我从来没看到。这个呢，少写两两国家话了，让那少写些点嘛，红白布，有阿那些呢。 အာနာရှင်ကိုကြက်ကံပေးထားတဲ့ပါတီအဖွဲ့အစည်းတွေအားလုံးမင်းတို့ကစောက်ရှက်မရှိတဲ့ကောင်းလေနေရှိသူတွေပြောနေမင်းတို့ကစောက်ရှက်မရှိဘူးမှန်ပဲလားတော့ငါတို့အမေစုငါတို့ပြည်သူလူလူကတင်မြောက်ထားတဲ့ခေါင်းဆောင်သားဒီချိန်မှာဥဆောင်ဥရွက်ဖြစ်နေပြီတောင်းခဏစီးပြီးတော့လေမင်းကြီးငိုကော့ပြီးတော့တွန်းနေပါငါတို့အမေက 阿如告诉咱话，哎，俺爸爸、俺表了，哎，的确嘛，他哥、弟哥要锻炼也去重用，阿古少多么家的路子，江北阿那有教，阿如难讲啊，少些官僚，人人也不忘的锻炼啊。还有俺叔古时候买来。 မြန်မာနိုင်ငံကအာဆီယံကိုဥစ္စာပြီးတော့သွားရမယ်အလှည့်မှာအခုဘာတွေဖြစ်လဲဟမ်အလက်ကြော်ပြီးတော့ဖိလစ်ပင်းကိုဖိလစ်ပင်းကဥစ္စာကိုရအောင်အလှည့်ပေးလိုက်တယ်ဗျာဟမ်ဘလောက်တော့ဆော့ရှစ်မရှိကြဘူးဘလောက်တော့မင်းတို့မနာတတ်ကြဘူး မင်းတို့ရှက်တတ်လို့ရှိရင်မင်းတို့အကြမ်းဖက်အသက်နိုင်အဲ့ဒီအကြမ်းဖက်ကိုအပြည့်အောင်မြောက်လုပ်တဲ့ပါတီကြီးအလုံးလက်တွေလိုက်ပါမင်းတို့ကဲဒါတော့ဥကျော်ဒဲကိုပြောချင်တာပေါ့နော်အဲ့တော့အခုချိန်မှာဆိုရင်တော့မြန်မာပြည်ကိုလည်းဥကျော်ဒီမှာဖိလစ်ပင်းကဒီဥဆောင်ခွင့်ရသွားတဲ့အခြေအနေဖြစ်ပါတယ်နော်အဲ့တော့ ASEAN မှာတော့ချမ်းဖတ်မင်းအောင်လိုင်ကတော့လုံးဝမျက်နှာမရသေးတဲ့အနေနဲ့တွေ့ရအောင်။ကျွန်တော်နောက်ထပ်ကြည့်ရမှာကတော့တောင်ကြီးတစောင်းတိုင်းပွဲနဲ့ပတ်သက်ပြီးတော့မနော်ပြောင်းလင်းပြောင်းစားတွေပြောနေတယ်ပတ်ဂရုကိုပညာပေးထားတဲ့ကုဆေးပြည်ကိုကြည့်ရအောင်နော်။အဲ့တော့ ပေါကရုံးပါလေပြောလေကိုစီကဘယ်လိုပြောပြောထားလဲတခြားနားတော့ကြည်လာနော်။ဟုတ်ပြီပြီ။ဟာ။ပြောရရလို့မင်္ဂလာပါဗျာ။ဒီနေ့က၂ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျာ။ဒါအခုဦးသိရောက်နေရတာတောင်ကြီးကိုရောက်ရှိနေပါတယ်ဗျာ။နော်တောင်ကြီးမှာပြောချင်တာကတော့တောင်ကြီးမှာဒါရမ်းစီတယ်ဗျာ။နော်တောင်ကြီးကိုဒါဦးသိတို့ဆိုလဲဒါပြန်ပြီးလမ်းအနေလာခဲ့ရတယ်။ဒီငင်းရချင်းရရတာအချမ်းဖက်တွေဒီနေရာမှာမကြည့်ချင်းရရတာပြူတွေဘယ်တော့ရွှေနေလဲဆိုတာကိုမြင်စေချင်လို့ပါဗျာနော်အ ။ဟောမြင်စေခြင်းလို့အနောက်မှာသူ့ရဲ့ခိုင်းဘက်ခွေးတွေကပြူးပြူးပြတော့မှာ။အော်ကြောက်တော့ကြောက်တော့ကြောက်တာ။ဖင်ဝင်ချမှာဆိုလို့ကြောက်တာကြောက်တာဖြစ်နေကြတယ်လို့ဖြစ်နေကြတယ်။အဲအေးချမ်းတာအေးချမ်းတာအဲ့လိုဖြစ်အေးချမ်းတာ။အဲမျိုးရဲ့အားလုံးမင်္ဂလာပါဗျာ။ဟောကျွန်တော်အဲတောင်ကြီးမှာတော့အေးချမ်းတယ်နော်ဖင်ရတယ်နောက်ဝင်ကြည့်ထောင်းတော့ဖင်ဝင်ချအောင်မယ်ဆို။ငါပေါ့မယ်ဖြစ်နေတာကွာ။အောင်မကြည့်အောင်။အနောက်ကနေလူတွေကြည့်အောင်နော်။အဲ့တော့ဦးသိန်းကိုတိုင်းလည်းတောင်ကျူတာပထမဦးဆုံးသွားလဲရောက်ခုတော့ဗျာနော်ရောက်ခုတာဖြစ်တဲ့အကြောင်းပြည်သူများအကြမ်းဖက်တွေရှိအကြမ်းဖက်တွေနဲ့အတူရောနေတဲ့ပြည်သူတွေပေါ့နော်ပြည်သူအချို့ ဒီမိုးကုတ်တို့တဲ့အနေအားဒေတာတွေမှာ ਨੇ ဒီလိုမင်းကြီးရဲ့အရာတော်ကိုမြင်စေခြင်းတဲ့အတွက်ကြောင့်ဦးသိန်းကိုတိုင်းမဲ့တာလာရောက်ပြီးမှကြာချင်းဖြစ်ပါလေကနော်ဒါကြောင့်မလို့ဒီတော်စုမပြိုခွဲတိုင်းသားစီလုံးညီညွတ်မှုဆိုရဲ့အရာတာဒီအရာတော်ကိုလည်းအလုံးကောင်းကောင်းကြီးအာခံစားစေခြင်းတဲ့အတွက်ကြောင့်ဦးသိန်းရတာကြာချင်းဖြစ်ပါလေကနော်အချို့ကလည်းပြောတယ်ပို့တော်အကြောင်းတရားနေပဲဩော်နေတယ်အဲ့ဒီလိုတောင်ကြီးတစ်ဆောင်တိုင်းမှာအဲ့လိုအေးအေးချမ်းချမ်းလုံလို့ရတာဒီအဲ့ဒီတောင်ကြီးတစ်ဆိုင်ကိုဘလူကစုံမထားလား အဲ့ဒီတောင်ကြီးတစ်ဆောင်တိုင်းနယ်မြေကိုဘယ်သူစိုးမိုးထားလဲမင်းတို့စစ်တပ်စိုးမိုးထားတာမဟုတ်ဘူးလားစစ်တပ်စိုးမိုးထားတဲ့ဒေသမှာအဲ့ဒါလိုအေးချမ်းနေတာဘယ်သူတွေမစော်လို့လဲစော်လို့မရလို့မစော်တာလားစော်လို့ရရဲ့သားရဲ့အဲ့ဒီပြည်သူတွေထိလိုက်မှဆိုလို့မစော်ထားတာအဲ့ဒါအပြင်းရှင်းနေတယ်နော်မင်းတို့ကလေမင်းတို့ခလေးကလားအထာနဲ့စောက်ပိန်းအောင်တော့နေတယ်မင်းတို့စောက်ပိန်းတွေကိုပဲမင်းတို့ဆွဲလို့ရတယ်ပြီလားအတီတရားပြည့်တဲ့လူတွေကိုမင်းတို့တိုက်တော့ဆွဲငါပေါ့နော် ။ဒီမှာကြည့်ရအေဂျင့်တွေနော်တောင်ကြီးတောင်တိုင်းစီကားနေတဲ့ဒါစစ်ကုန်မရှိတဲ့ data တွေမှာအေဂျင့်ချင်းရရတာကိုခန်းစားရတာ။တာမန်ကြည့်လိုက်လို့ဆိုဟုတ်ဒီပတ်တိပဲ။အဲ့ဒီ data မှာစစ်မဖြစ်တာဒီဘယ်သူမဖြစ်လို့လဲ။အခုစစ်ဖြစ်နေတဲ့ data တွေမှာပြစ်နေတာဒီမင်းတို့စစ်တပ်ကသွားပြစ်လို့လေ။အခုအဲ့ဒီတောင်ကြီးတောင်တိုင်းကိုတော်လိုင်းအင်အားစုတွေစုံမထားတဲ့ data မှာလုံးကြည့်။မင်းတို့စစ်တပ်ကအဲ့တိုင်းကြည့်နေမှလား။လေရင်နဲ့ဘုံလာကျဲမှလား။အဲ့ဒါအဖြစ်ပဲအဲ့တော့ဒီနိုင်ငံမှာစစ်တွေဖြစ်နေရတာဒီဘသူတွေလိုက်ပြစ်နေလို့လေဘသူတွေဒုက္ခလိုက်ပေးနေလို့လေ ်အခုစစ်တပ်ကစုံမိုးထားလို့စုံမိုးထားတဲ့နေရာမှာတောင်ကြီးပြည်သမ္မတကိုကျင်းပတယ်မင်းပြောသလိုပြစ်မဲ့ခတ်မဲ့လူမရှိဘူးအဲ့ဒါတော်လိုင်းဘက်ကလူတွေလူစဲရှိလို့မဖြစ်လို့လေဟောဒါငါတို့နိုင်ငံရဲ့ပြည်သူတွေစစ်ဖွဲတွေထိချိမိမဲ့တရားမျိုးပွဲတွေမှာတွားပြီးတော့ထိခိုက်ထိုင်ရရလို့မရဘူးပြည်သူတွေထိခိုက်ဝါမယ်ဆိုတဲ့ဟာနဲ့တော်လိုင်းဘက်ကလူတွေဘာမှမလုပ်လို့လေတောင်ကြီးပြည်သမ္မတနီးနီးလေးဟာယူမင်းတို့လုံခြုံရေးကလောက်ချထားနိုင်မလဲတော်ဝတ်ဆောင်လို့ရတယ်အဲ့အဲ့အခင်းထဲမှာအုံလောက်ထထောင်ကွဲဝောင်းအများကြီးမလုပ်နဲ့တပူလုံးတော့ပဲလုပ်ကြည့်ဘယ်တော့ပတ်လဲအကျင်ပုတ်သွားမယ် လွယ်လွယ်လေးငပဒါပေမဲ့အဲ့ဒါမင်းတို့မင်းတို့ကလေမင်းတို့ကတော့ဝါရဖြန့်တာဒါပေမဲ့မင်းတို့ဖြန့်တဲ့ဝါရနဲ့ပဲမင်းတို့ပြန်ပတ်မှာဘာဖြစ်လို့လဲဒီဒေတာမှာမင်းတို့စစ်သက်စိုးမိုးထားတဲ့ဒေတာမှာလူတွေနေလို့ရတယ်ဆိုတော့တော်လိုင်းဘက်ကလူတွေဘာမှမလုပ်လို့လေအခုအဲ့ဒီတထောင်တိုင်းကိုတော်လိုင်းအင်အားစုရဲ့ထိန်းချုပ်စိုးမိုးထားတဲ့ဒေတာမှာလုပ်ကြည့်မင်းတို့စစ်သက်ကအဲ့တိုင်းကြည့်နေမှာလားလို့အဲ့တော့ပြည်သူဘဝကိုအကြမ်းဖက်နေတာဘသူလဲအဲ့ဒါဖြေလေတင်းလားတိုက်တလောက်မင်းတို့ဝါရဖြန့်မင်းတို့ကမဟုတ်တာလုပ်ထားတာဖြစ်တဲ့အတွက်မင်းတို့ဝါရဖြန့်လीမင်းတို့ရဲ့အဖောက်ကပေါ်နေလေ နော်အဲ့ဒါအဖြစ်ပဲတိလားအဲ့ဒါနေပဲပြောပြောဦးစင်းဒီလိုနေရာတိုင်းမှာပေါက်ကိုတော့ရရှိပါလေဗျာနော်ပေါက်ကိုတော့ဒီတိုင်းမီငါပေါက်ရဲ့ဖေကောင်းမကျပါတော့နေ့တော့ကနေ့တစ်ပတ်တွေကိုတစ်ချက်လက်ကြည့်ဟုတ်ဟိုမှာမတို့မှာမှာပဲပဲပဲတော့မလို့ထွက်လာမယ်သူတို့ဖြစ်နေတယ်ဟိုမှာအနောက်ဝကြီးအောင်ကိုတစ်ပတ်တွေကိုဘယ်လိုလဲလို့ဒီငိမ့်ချမ်းအေးချမ်းစေချင်တာပဲဒီဟာအဲ့ဒါစီလုံး ကျင်တာပဲတည်တာပေါ့ကောဘာလို့ဘာလို့ပြောနေရလဲအခုလိုနောက်မှရှိတော့တယ်ပေါ့ကောတော့တည်တယ်မင်းဒီကောလိုက်ကြည့်ကြမှာလည်းတည်ရဲဒါပေမဲ့ခုတိုင်းကအများဆုံးငြင်းချစေခြင်းနဲ့အများဆုံးအေးချစေခြင်းနဲ့ဒါကြောင့်မလို့ဦးစင်းအားဒီလိုငြင်းချရင်အေးချရင်ဒီလိုနေရာမျိုးတွေမှာဒီလိုငြင်းချတဲ့အရာတွေကိုတည်စေခြင်းတဲ့အတွက်ကြောင့်တချို့ဒီလိုတောင်တိုင်းလာပြည်ညတွေမှာနေရာမုံမုံမုံခဏ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 အခုအဲ့ဒီတောင်ကြီးတောင်တိုင်းတွေကတကယ်ငြင်းချင်းကိုအစ်စ်မှန်ရတာငြင်းခံနေလို့ငြင်းနေတာလားငြင်းချင်းအစ်စ်မှန်ကိုရတာ မြန်မာပြည်မှာငြိမ်းချမ်းတယ်ဆိုတော့ဒီကငါ့ကိုပြဘယ်ဒေတာငြိမ်းချမ်းတယ်စစ်တပ်ကလက်မခံဘူးစန့်ချီလိုက်တာနဲ့အဲ့ဒီဒေတာပြာပုံဖြစ်တာလေအဲ့ဒါငြိမ်းချမ်းတာမဟုတ်ဘူးအဲ့ဒါငြိမ်းခံနေရတာငြိမ်းချမ်းတယ်ဆိုတော့လူခွေအပြည့်ဝရမယ်လူတယောက်ကရပိုင်ခွင့်ငွေရပါအခွင့်အရေးဆိုတာရှိတယ်အဲ့ဒီငွေရပါအခွင့်အရေးအဲ့ဒီတောင်ကြီးတောင်တိုင်းမှာအပြည့်ဝရတာပျော်ပွဲရှင်ပွဲလူစီကောင်းလောက်ပြပြီးတော့ဒါဟာငြိမ်းချမ်းနေပါသေးတယ်ဆိုပြင်ခံလိုက်မှာတိလားဟမ်မနေ့ကလည်း မင်းခြုံထားတဲ့တင်ကမ်းမှာအမလားမနေ့ကလည်းဒီငပေါက်ကဘာပြောဆိုလို့ကိုစီနေတဲ့မြင်းကြံပလက်တိုက်ကားဖွဲ့ကဘုံမိုက်ခဲနဲ့နှစ်ယောက်ပေါင်းပြီးတော့အလူခံနေရတဲ့ဟာတယောက်တော့ပဲစားတယ်ချက်တင်ကမ်းကိုမှအမနာမဟုတ်တာကြီးကိုပြောရဲတဲ့ပါစပ်စဉ်းစားကြည့်ဒါဘတ်တန်ကလားဒါဖုံးကြည့်လားအစဉ်းစားကြည့်ပေါ့ဘယ်ကဖုံးကြတာကိုမေကိုလို့အရေးကြုံလားလှုပ်စားလို့ကောင်းနေလို့တင်ကမ်းကိုအရေးခြုံထားတာအောက်ကန်းစားအခုလက်ရှိလိုက်ဝါထားဖြန့်နေတာမတိလို့ရှိရင်မင်းတို့ရဲ့သကောင်ပညာမဲ့စောက်ပိုင်းတွေပဲယုံမယ်တိလားအောင်းအောင်ရှိတဲ့ကောင်ဘယ်ကောင်မှလက်မခံဘူးဘာဖြစ်လို့ငိမ့်ချမ်းတာမှမဟုတ်တာငိမ့်ခံနေရတာလေ ဟမ်ငိမ့်ချမ်းနေဆိုတာလူပြောက်ကမွေးရပါအခွင့်အရေးအပြည့်ဝရနေပြီလားအဲ့ဒီတားမှာဟမ်အရာဗီတိုင်းငိမ့်ချမ်းနေစစ်ပွဲမဖြစ်ဘူးတဲ့အဲ့ဒီအရာဗီတိုင်းမှာအခွင့်အရေးအပြည့်ဝရနေတာလားအောက်ကြီးကစပြီးတော့ဒီမင်းတို့စစ်ခွေဘက်အချမ်းအောင်တွေဖိချမ်းတဲ့မြောက်ကိုရက်ွက်တူရက်ွက်တာပြည်သူတွေကငိမ့်ချမ်းနေလို့ငိမ့်နေတာလားအဲ့ဒါကိုထည့်ပြောအဲ့ဒါငိမ့်ချမ်းတာနဲ့ငိမ့်ချမ်းတာနဲ့ကိုမင်းတို့ကွဲပြားအောင်လို့စပ်ပိနေတိလားနော်ပထွေးကိုပထွေးအတွက်လဲဝါရဖြန့်နေတယ်ကိုဖြန့်တဲ့ဝါရကိုဖြန့်ပြန်ချကန်တိမှာဆိုတော့မတိနဲ့မင်းကပညာမဲ့ငပေါ့နော်မင်းကမတ်တေရွှေသားရွှေကြံငပေါ့ အဲ့နေရာတိုင်းဒီမှာလုတ်ချင်တယ်ဒါပေမဲ့အကျန်းဖက်တွေရှိတဲ့အတွက်ကြောင့်မငိမ့်ချမ်းလို့မေးချမ်းလို့မလုပ်ရဘူးဗျာဟုတ်တယ်အကျန်းဖက်တွေရှိလို့မအေးချမ်းတာနော်ဥပမာတတင်းကျစီမီတစ်ပိတ်ဆိုပြီးတော့မီးထွန်းတယ်လေဘာပဲလုပ်လို့ဒါစီမီထွန်းနေတာလေတီတူတွေလေဘုံချဲချတယ်လေအခုတစောင်းတိုင်းတစောင်းတိုင်းကိုတော်လိုင်းရေးစိုးမိုးထားတဲ့နယ်မြေမှာလုတ်ကြည့်လေအဲ့စစ်တပ်ကထိုင်ကြည့်နေတာအဲ့ဒါဖြစ်ပဲအဲ့တော့ပြည်သူကိုဒုက္ခပေးတာဘာလို့လဲ ဲ့ဒါရှင်းနေတယ်ဘာမှမရှင်းပြစရာမလိုဘူးဟုတ်တယ်မလားအဲ့ဒါမြင်းဒီမှာပြည်သူကိုဒုက္ခပေးနေတာဘယ်သူလဲပြည်သူတွေရှိမှန်းတည့်ရတာနဲ့ဘုံကျဲပါလာမော်တာနဲ့ဘုံကျဲဝိုင်တွဲနဲ့ဘုံကျဲ MI35 နဲ့ဘုံကျဲမျိုးစုံဘုံကျဲနေတာဘယ်သူတွေလဲအဲ့ဒါအဲ့ဒါအကျံဖက်တွေပဲရှင်းနေတယ်အဲ့တော့အကျံဖက်ကဘယ်သူလဲဟုတ်တယ်မလားအဲ့တော့ငါတို့ကပြောချင်တာကပြည်သူကိုအကျံဖက်နေတဲ့ကောင်းတွေနဲ့အဲ့ဒီအကျံဖက်ကောင်းတွေကိုဘောလိုက်စုံနေတဲ့ကောင်းတွေပေချင်းစိုးနဲ့ပေးပါစီငါတို့လောက်ရင်ငါတို့ဖြစ်မင်းတို့လောက်ရင်မင်းတို့ဖြစ်ရှင်းရှင်းလေးပဲနော်ငါပေါ့တိုက်တယ်လို့ပြောပါတိတယ် ရင်ကျန်အေးချမ်းတဲ့နေရာမှာတော့ဒီအရာတော်တာကြီးဆိုတော့ပြညာလို့ဒီနေ့ကျင်းတဲ့ကြပေါ့ကတော့ဒါရိုက်လာခြင်းဖြစ်ပါတယ်။အားလုံးစိတ်ချမ်းသာကိုယ်ကြံပါကြည်မှန်းနဲ့ပြည့်စုံပြီးအန္တရာယ်ကဲလို့ဘေးရှင်းကြပါသေးလို့မြန်မာနိုင်ငံကြီးလည်းအများဆုံးကြီးကျန်းပါသေးဗျ။ဟုတ်ကဲ့ကောကိုယ်ကလည်းနှစ်စကားထွက်လာနော်မြန်မာနိုင်ငံကြီးအများဆုံးကြီးကျန်းပါသေး။ပြည်သူကိုအနှံ့ကျင်းဒုက္ခပေးနေတဲ့ကောင်တွေကိုမြောက်ထုတ်ပစ်ကိုလိုက်မဲဆိုစီယုံဝါဒဖြန့်နေတဲ့ကောင်ပါဇက်ကထွက်တဲ့စကားစဉ်းစားကြည့်လို့ကြောက်ကြီးမှာတကယ်ဘလောက်စိတ်ပြည့်စရာကောင်းလဲစဉ်းစားကြည့်နော်။တိရံကပေါ့အဲကြီးချမ်းပြီဆိုရင်အဲ့ဒီအဲ့တောင်ကြီးတောင်တိုင်းကိုကပတ်ပြေးနော်ပတ်ပြီးတော့ဖင်လိုက်ခံ။ ရုံးမခံတဲ့ကပေါက်သိလားဟမ်မတ်တရွှေကကလေးကကြက်ကပြောမဟုတ်ကဟုတ်ကပြောဟမ်လူတစ်ဖက်သားပေါ့မဟုတ်မမှန်ဆွတ်ဆွဲပြောတင်တိုင်းရှောက်ပြောမတ်တရွှေမိမိမတ်တရွှေမင်းကိုမဆုံးပါဘူးနေမဟုတ်လားကပေါက်ဟမ်အခုတည်းတစ်ဆောင်တိုင်းအပြန်တတိတော်ထားပါဘွာအဲ့ဒါပဲကျွန်တော်ပြောနေတာအဲ့ဒါပဲတွေ့တယ်မလားဒီကောင်တွေကအဲ့ဒါကိုကောင်းကောင်းလုပ်တာဒါကြောင့်မလို့ဒီနေ့မှနေတဲ့သူတွေအနေနဲ့တော်လှန်ရေးလုပ်စီရမလိုဘူးဒါပေမဲ့ကိုယ့်အန်တွေကိုကိုကြည့်ရှောင်းကိုယ့်အတက်ကိုကိုကောက်ပဲဒါပေမဲ့ရန်သူအပင်းဖြစ်ရ အလုံးနဲ့အပျော်ပါးတွေချွတ်ကြမှာကျွန်တော်တို့ပြောတာအဲ့ဒါကိုပြောတာဒီကောင်လေးကခမားတို့အဲ့ဒီပျော်ပါးနေတဲ့ပုံရိပ်ကိုယူပြီးတော့ဖာကြမှာဟာတို့ရဲ့အုပ်ချုပ်မှုအောက်မှာတိုင်းပြည်ကအေးချမ်းနေတယ်ဒီမှာကြည့်လိုက်စစ်ကောင်မရှိတဲ့မခေါ်တဲ့ဒေသတွေမှာဒီလိုမျိုးအေးချမ်းနေတာဆိုပညာမဲ့ငပိမ့်ဆိုရင်တော့တို့ပြောစကားကိုယုံလိုက်မယ်လေကိုအုံနောက်နဲ့ကိုစဉ်းစားတတ်တဲ့ကောင်ဆိုရင်ကျွန်တော်ပြောတယ်လို့စဉ်းစားမှာပဲဒါဒီတကယ်ငြိမ်းချမ်းခြင်းအစ်စ်မှာငြိမ်းချမ်းနေတာလားငြိမ်ခံနေတာလို့ငြိမ်နေတာလားအဲပျော်ပွဲတစ်ခုရွှင်ပွဲတစ်ခုရှိတာနဲ့အဲ့ဒီကငြိမ်းချမ်းတယ်လို့တတ်မှတ်လို့ရသေးလားငြိမ်းချမ်းရေးကိုတတ်မှတ်တယ်ဆိုတော့ဗာအဲ့ဒီတည်းမှာပျော်ပွဲရွှင်ပွဲလုပ်နေငြိမ်းချမ်းရေးလား ဟုတ်လားအဲ့ဒါလက်နက်ကိုင်တွေဒေသတွေမှာဟိုလူမျိုးနိုင်ငံတွေမှာလည်းခုနကဖြတ်ပုတ်တက်တဲ့ဒေသမှာပျော်ဝဲရှင်ဝဲရှိတာပဲအဲ့ဒါငိမ့်ချမ်းပြီလားငိမ့်ချမ်းခြင်းအစ်စ်မှန်ဆိုတာလူပြောင်းဝဲအခွင့်ရေးဘလောက်ရလဲအဲ့ဒီဒေသမှာအဲ့ဒါမို့တည်တယ်လူတယောက်ကမွေးရပါလူအခွင့်ရေးဆိုတာရှိတယ်ဘာစနစ်ပဲကျင့်လို့ကျင့်လို့ဒီမိုကရေစီမှမဟုတ်ဘူးနော်လူမှန်တဲ့အတွက်ဘလောက်အားလုံးထဲမှာလူဒီအမြင့်မြတ်ဆုံးအမြင့်ဆုံးအတိတ်တရားအရှိဆုံးအဲ့ဒီဖြစ်တဲ့အတွက်လူတယောက်ကမွေးရပါအခွင့်ရေးဆိုတာကွန်မြူနီနိုင်ငံမှာလည်းရှိတယ်ဒီမိုကရေစီနိုင်ငံမှာလည်းရှိရတယ်စစ်အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံမှာလည်းရှိရတယ်ဘယ်နိုင်ငံဖြစ်ဖြစ် တော့ငင်းညမ်းနေတယ်ဆိုရင်အဲ့ဒါလိုလူပြောက်ကအခွင့်အရေးမွေးပါအခွင့်အရေးအပြည့်အဝဘယ်လောက်ရလဲဆိုတာနဲ့တိုင်းချွာကြည့်ရတယ်။ပျော်ပွဲရွှေပွဲရှိတိုင်းငင်းညမ်းနေဆိုရင်တော့ငပောက်ရေဖင်ခံလိုက်ရိုးရိုးမခံနဲ့အဲ့ဒီတောင်ကြီးတောင်ကြီးကိုယ်မှာပတ်ပြေးပြီးခံနော်သိလားအဲ့တော့ဝါရမိုင်းချက်နေတယ်ဆိုရင်အခြားရုပ်တိရှိတဲ့အကွက်တွေဖြတ်နော်ငါပြောသလိုပဲအဲ့ဒီတောင်တိုင်ပွဲအဲ့လိုအေးအေးလေးနေနေတာစစ်တပ်စိုးမိုးထိန်းချုပ်ထားတဲ့ဒီတပ်မှာပြုတ်လောက်တဲ့ပျော်ပွဲရွှင်ပွဲတွေအေးအေးဆေးဆေးလုပ်ခွင့်ရှိတာဘယ်သူလာမပြစ်လို့လဲတော်နိုင်ရေးဘက်ကလူတွေမပြစ်လို့ တော်လှန်ရေးဒီဓမ္မတွေထိမ့်ဆုပ်ထားတဲ့ဒေသမှာလူစုလူဝေးတာပြောဝဲရှင်မင်းတော့မဟုတ်တော့နာရေးတော့လုပ်လို့မရဘူးတို့တာရေးမပြောနဲ့နာရေးတော့လူစုလူဝေးလုပ်ရင်လေရင်နဲ့ဘုံလာကျဲတာဘယ်သူတွေလဲအဲ့တော့စစ်ကိုလိုက်ချာနေတာစစ်ကိုမီးမွေးနေတာစစ်ကိုဖန်တီးနေတာဒီတီတူတော်လှန်ရေးဘက်ကလားမင်းတို့စစ်ကွေးခေါင်းဆောင်ဘက်ကလားထမင်းစားတဲ့လူတိုင်းတည်တယ်ရှင်းလားအဲ့လောက်စင်နဲ့တတ်မလာနဲ့ငယ်သေးတယ်အပေါ့တည်လားဟမ်ဟမ်ဟာပါငိမ့်ချနေတယ်နောက်ကတူတပည့်တွေလာမှမှာ ဒီကောင်းမှခုနှစ်ဖြစ်တော့မယ်မသူတို့ဖြစ်တော့မယ်ဟမ်ตาကြောက်တယ်ပေါ့ဟုတ်လားအော်ငါပေါ့ตาကြောက်တာဟမ်ကြောက်လို့ရှိရင်လည်းကိုနောက်ဆိုဗီဒီယိုခါရိုက်လို့ရှိရင်အဲ့လိုမျိုးမပါသေးဘူးကြည့်ရအဆင်မပြေဘူးမောင်ဆိုမင်းရိုက်မဲ့ကွန်းနန်းကဒီနေရာမှာငိမ့်ချန်းနေပြီဆိုတော့ပြကျင်တာပြကျင် free ဖြစ်နေရမယ်လွတ်လပ်နေရမယ်ပေါ့ပန်းနေရမယ်အေးအဲ့ဒါပါပြရတယ်နော်ငင်းကြမ်းချင်ပါလေပါဇက်ကအော်ကြီးအနောက်ကထွက်ပြေးတော့မဲ့ပုံစံဖြစ်နေကြီးမင်းမင်းတော့မကောင်းလို့ပြောတာတိလား support လေးနော်အေးအဲ့မင်းကစေတနာနဲ့ပြောတာ ကဲဒါကတော့ကုစီရဲ့တုံးသက်ချက်ပြီးတော့ဖိုင်ဖြစ်ပါတယ်เนาะအဲ့တော့ပြောင်းလဲပြောင်းစားကပေါက်ကတော့အဲ့လိုမျိုးပဲဝါရဖြတ်နေတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးဝါရဖြတ်နိုင်မှလည်းပြန်လဲပြုတ်ပြပြီးတယ်ကုစီလည်းအထူးပဲကျေးဇူးတင်ပါတယ်เนาะโอเคဒီနေ့လည်းပိုင်းတစ်ဖြတ်ပြီးတော့ဒီလောက်ပါပဲเนาะအစားဆုံးကြည့်ပြီးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ညချမှာနောက်ထပ်တင်ပြတဲ့ပုံစံကြောင့်ပြန်ပြီးတွေ့ကြမှာเนาะ